ာဓိမေဝဝိသောတိဟိကုသရေတုဓမ္မေတုကုသတရားတွေထဲမှာအစကိုအရင်လောက်ပါအောင်ဆိုပြီးတော့ပြောဆိုပြကုသတရားတွေရဲ့အစဆိုတာဘာလဲဆိုရင်တိလင်းစသူဝိတုဋ္ဌာဒိဋ္ဌိစဥစုကကိုချင်းတိလနဲ့ပြည့်စုံအောင်မယ်မင်္ဂနဲ့အမြင်ရှိရမယ်အဲ့ဒီနှစ်ခုဟာအဓိကအရင်လောက်ရမယ်အချက်နှစ်ခုပဲအဲ့တော့ဘုရားဗုဒ္ဓ တရားကိုမကိုချင်းသီလမပြည့်စုံသေးရင်ကိုချင်းသီလအရင်ပြည့်စုံလို့တို့တို့ဆိုလို့လည်းပေါ့ဒီမမကန်ကန်အမြင့်မှန်မဟုတ်သေးဘူးဆိုလို့ရှိရင်အမြင့်မှန်အောင်အရင်ကြိုးစားပဲသမ္မာဒိဋ္ဌိညာရောက်အရင်လောက်ဆိုလို့ရသမ္မာဒိဋ္ဌိဆိုတာကမ္မသကတာသမ္မာဒိဋ္ဌိပဲအဓိကအရောအဲ့ဒီအခြေခံနှစ်ခုကိုသီလလည်းရှိရမယ် ကမ္မတက္ကတသမာဓိဋ္ဌိဆိုရဲမင်္ဂန်နဲ့အမြင်နဲ့ရှိရမယ်အဲ့ဒီနှစ်ခုကနိဗ္ဗာန်လမ်းကြောင်းပေါ့လျှောက်လန်းတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းပထမဆုံးနံပါတ်1ထားပြီးတော့လောရမယ့်ဟာဖြစ်တယ်ပေါ့